โอเคအခုမြင်္ဂလာပါအခုနာမည်လေးရအခုဘယ်ကနေလာပြီးဒီဘက်ရောလာတက်တယ်ဆိုရလိမ့်စာလေးရတစ်ချက်လောက်ပြောပြပေးပါခင်ဗျာဟုတ်ကဲ့အခုကျွန်တော်မြင်္ဂလာပါအခုကျွန်တော်တော့ကျွန်တော်နာမည်လည်းကိုလင်းလင်းအောင်ပါဟုတ်ကဲ့အုပ်လုပ်ငန်းရှင်တယောက်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာအခုဒီနေ့ဘွဲကိုလာတက်ရတဲ့ဟိုအခုရဟိုအကြောင်းရင်းလေးတစ်ချက်လောက်ပြောပြပေးပါအောင်ခင်ဗျာဟုတ်ကဲ့ဒီနေ့ဘွဲလာတက်ရအကြောင်းလေးကတော့ဆက်အကြောင်းလေးသိချင်တာတစ်မျိုးဆက်ကိုဘယ်လိုလေးဟိုဝယ်လို့ရမလို့ဒေါင်းမိတ်မလေးနဲ့ဝယ်လို့ရလားဟိုလက်ငင်းလေးဝယ်လို့ရလားအားလေးကိုသိချင်လို့လာပြီးတော့တက်တာပါခင်ဗျာ ျေးဇူးတင်ပါတယ်โอเคပါကိုဒီနေ့ပွဲလာတက်ရတဲ့အတွက်အခုအနေနဲ့ဗာလေးဟိုအကျိုးတရားလေးရသွားတယ်ဆိုတာတစ်ချက်လောက်ပြောပြပေးပါအောင်ခင်ဗျာဟိုဒီနေ့ပွဲလာတက်ရအကျိုးတရားလေးတော့ကိုမူတိုင်းရဲ့အကြောင်းအစအဆုံးကိုတီးလိုက်ရတော့ဟိုဟိုစင်စင်ပြပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကိုကျွန်တော်တို့အနေနဲ့ဒီ Kubota GPS company အနေနဲ့ပေါ့နော် Kubota Mini Excavator တွေကိုအာမခံနေနဲ့ပေါ့နော်နှစ်နှစ်ဒါမှမဟုတ်နိုင်လေးတောင်ဆိုပြီးတော့အာမခံပေးထားတယ်ပေါ့နော်အဲ့ဒီအပေါ်မှာအကိုရဲ့အမြင်လေးတစ်ချက်လောက်ပြောပြပေးပါအောင်ခင်ဗျဟုတ်ကဲ့အခုကျွန်တော်တို့ကတော့အဲ့နိုင်လေးတောင်ပေးတယ်ဆနာဘလို့ကိုတို့ရဲ့ဝန်ဆောင်မှုပေးတဲ့ကိစ္စလေးကိုသဘောကျတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီဆက်ကိုသဘောပူကြပါတယ်ခင်ဗျပို့ပြီးတော့ဟိုအားပေးမယ်ဆိုတဲ့အကြောင်းလေးကျွန်တော်တို့ကတခါတည်းထိထိုင်ချလိုက်တာပါခင်ဗျ အခုအနေနဲ့ကျွန်တော်တို့ဒီ Kubota GPS ကုမ္ပဏီပေါ်မြင်တဲ့အမြင်လေးရဲ့အခုရဲ့ဒီရင်တွင်းစကားလေးတစ်ခွန်းလောက်ပြောကြပေးပါအောင်ခင်ဗျာကျွန်တော်နေနေရတော့ Kubota GPS ကလုံဆောင်တဲ့ဟိုလုပ်ငန်းတိုင်းတာတော့လုပ်ငန်းတိုင်းတာအကုန်လုံးကျွန်တော်တို့ပို့ပြီးအခုကိုတို့ပြောတဲ့စိုးရရလေးကိုပို့ပြီးတော့နှစ်သက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာအခုလည်း